လိုအားလုံးပဲမင်္ဂလာပါဖူဘောမန်ချင်းကနေကြိုဆိုပါတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ကတော့ဘရန်ဖိုးအိမ်ကွင်းမှာ၃ဂိုးတကူဆိုတဲ့ရလနဲ့ကျွန်တော်တို့သာရှုံးနေပေါ့လေနီးပြပြတဲ့ရူဘင်အမ်မိုရင်းရဲ့လက်အောက်မှာရှုံးနေဆိုတာကတော့မန်ချက်စတာယူနိုက်တက်တက်ပြီးတော့အထူးဆန်းလို့ကိုကျွန်တော်တို့သာပြောစရာမလိုတော့ဘူးဘာလို့လဲဆိုတော့အမ်မိုရင်းစရောက်လာကြတဲ့အခါအချိန်ဒီယူနိုက်တက်ရဲ့ပရီးမီးယားလိပွဲစဉ်33ပွဲကင်တွေထားတဲ့အနေထားမှာ၉ပွဲပဲကျွန်တော်နိုင်နေတယ် အပြင် MODIN ရဲ့လက်ထက်မှာပရီးမီးယားလိပွဲစဉ်နှစ်ပွဲဇက်တိုက်နိုင်နေဆိုတာလုံးဝကျွန်တော်မရှိဘူးသေးဘူးဆိုတော့ United အနေနဲ့တော်တော်ကူကြက်တီတုံးတဲ့ကာလာတွေကိုကျွန်တော်ဖျက်သန်းနေရတယ် Brandbo ဘက်ကကျွန်တော်စပြရရင်တော့ Brandbo ကတော့ဗျာဘာလို့ပြောဒီယာဒီမှာဘောနော်ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့မှာသူတို့ရဲ့အဓိကကစားမတွေဖြစ်တဲ့ Ambumo တို့ Wiza တို့ဘောနော် Christian Noger တို့ Goodma ဖြစ်တဲ့ Flagan တို့ကိုသူတို့လက်လွတ်ခဲ့ရတယ်ဒါအပြင်နီးပြားဖြစ်သူကျွန်တော်ဒါ Thomas Frank ကိုလည်းလက်လွတ်ခဲ့ရတယ်အဲ့လိုတွေလက်လွတ်ခဲ့ရတာတောင်မှ နီးပြအသေးရောက်လာတဲ့သူကအမူရင်းကိုစိတ်ကြိုက်အပြောင်းလဲလှုပ်ပြီးတော့အရာအားလုံးအသာစီးနဲ့ပူပြီးတော့ကောင်းအောင်ကစားပြသွားတာကစားပြသွားတာတော်တော်ကိုဘယ်လိုပြောမလဲအပြောင်းလဲလှုပ်နိုင်စွမ်းကျွန်တော်ရှိတယ်ယူနိုက်တက်ရဲ့အားနေချက်အားသာချက်ကိုသူကောင်းကောင်းသဘောပေါက်ပြီးတော့အပြောင်းလဲတွေလုပ်ကစားတယ်ယူနိုက်တက်မှာကျွန်တော်ဘာမှမလုပ်နိုင်ဘူးเนาะနီးပြအန်ဒရူးစ်ကကျွန်တော်တို့က ဟိုပုံမှန်အားဖြင့်ဆိုလို့ရင်တို့ရင်ဆိုင်လို့မလွယ်လောက်ဘူးဆိုတဲ့အသင်းမျိုးကိုခန်းစစ်မှာ9ရောက်เนาะပြီးလို့ရှင်ဗာလဲ541တို့ဟလာเนาะ532 auto position တို့ဒါမျိုးတွေနဲ့သူကသွားတာ Manchester United ကျတော့433ပုံစံမျိုးနဲ့ပွဲထွက်လာတယ်ခန်းစစ်ကိုမလိုအပ်ဖ ೇನೆ ခားတယ်လို့9ရောက်ဒီဗာလဲမထားတော့ဘင်းနဲ့ United ကို pressing နေလို့ကစားတယ် United ဘက်ကအာတန်ပါတယ် United ကတိုက်စစ်ဆင်ဖို့သွားပါတယ်ဆိုရဲပေါ့เนาะကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီတောင်မန်အစွန်နေရာတွေမှာဆိုလို့ရှိရင်လုံးဝပိတ်ချထားတယ်ယူနိုက်တက်မှာ အမြင်ဘောတွေကန်တင်ယုံကလွှဲရင်ဘာမှကျွန်တော်အနေနဲ့လုပ်လို့မရခဲ့ဘူး။ဒါကြောင့် Brentford ဘက်ကကျွန်တော်တွေးတော့ Manchester United ကိုကျွန်တော်တို့ပူပြီးတော့အားနေတဲ့လူစင်းရှိခဲ့တာတောင်မှနီးပြဖြစ်သူကအယားယာပူကောင်းအောင်လုပ်နိုင်ပြီးတော့တကယ်ကောင်းတဲ့ performance တွေပြနိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်။ဒါအပြင်ကျွန်တော်တိုက်စစ်ကတီယာဂိုဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီက ဒူးတန်ရာကြောင့်သူကလာရှိနားခဲ့ရတဲ့ခါကျတော့ဘာမှသိမကစားရဘူးဒါပေမဲ့ဒီပွဲမှာနှစ်ဂိုးသွင်းသွားပြီးတော့တော်တော်ကိုကောင်းတဲ့ performance ကိုပြသွားတယ် man of the match လေးကျွန်တော်ရသွားတယ်ပေါ့လေ amorin အတွက်ကတော့ကျွန်တော်ကတော့ဒီပုံစံနဲ့ဆိုရင်ပေါ့နော် amorin ကိုကျွန်တော်တို့ဒါရောင်ဝါးဝါးရောင်ဝါးဝါးနဲ့ united တောင်ရှိသူတွေရဲ့ဘက်ကနေရာဆက်ပြီးတော့ပေးဖို့ကြိုးပမ်းတာကတော်တော်ကိုမှားယွင်းတဲ့လုပ်ရက်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ် united နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင် နီးပြပြည့်တဲ့ရူပင်အမ်ဘူရင်ရောက်လာပါပြီဆိုကြတဲ့ကကျွန်တော်တို့ United မှာကောင်းလွန်ပါတယ်ဆိုတဲ့အပြောင်းလဲတွေကျွန်တော်တို့ဘာမှမမြင်ရဘူးဆိုတော့ပြီးခဲ့တဲ့ရာသီနဲ့ဒီရာသီမှာတောင်မှထူးခြားတဲ့အပြောင်းလဲတွေကျွန်တော်မမြင်ရဘဲနဲ့ဒီတိုင်းကြီးပဲကျွန်တော်ဆက်သွားတယ်ဘယ်လို့မှကျွန်တော်အဆင်မပြေဘူးတော်တော်တိုင်ပတ်တယ်ဆိုတဲ့အနေအထားတွေကိုကျွန်တော်ခဏတိုင်းကျွန်တော်တွေးရတယ်အဲ့ဒါအမ်ဘူရင်လက်အောက်မှာ United အနေနဲ့တိုးတက်မှုလက္ခဏာတွေအများကြီးမမြင်ရတဲ့အပြင်ကိုကျွန်တော်တို့ဗျာပြောပြမယ်ကစားမတက်တော်မြန်မာကလည်း out of position ကြီးကစားနေရတယ် ဘယ်လိုမှကိုကျွန်တော်အဆင်မပြေဘူးတော်တော်ကိုစိတ်ပြက်စရာပါတော်တော်ကိုကျွန်တော်စိတ်ပြက်စရာပါဆိုတော့ဒီတိုက်စစ်ကလည်းပဲဘင်ဂျမင်ရှက်ကူကျွန်တော်ကဂိုးစပြီးတော့ရတယ်ဆိုတော့ရှက်ကူတွေ့တော့ကောင်းခဲ့တယ်ပေါ့လေတူတော်လည်းပဲသူ့ကိုအခွင့်အရေးဘယ်သူမှမဖန်တီးပေးရဘူးနော်တိုက်စစ်မှုကိုကျွန်တော်ကဘယ်သူမှအခွင့်အရေးမဖန်တီးပေးရဘူးဘယ်သူကမှလည်းဘောလုံးပေးဖို့သူ့ကိုမချိုးပန်းကြဘူးရခဲ့တဲ့တကူတော်မှသူ့အတူယုံရင်းနဲ့ကျွန်တော်ကရလာတာပြိုင်ဘက်ကကျွန်တော်ပုတ်ထုံရင်ပုတ်ထုံရင်နဲ့အဲ့လိုမျိုးကျွန်တော်ရလာတာတော်တော်ကိုတိုင်ပတ်တဲ့ပေါ့နော်တော်တော်ကိုတိုင်ပတ်တဲ့ကျွန်တော်က တိုက်စစ်အနေထားပါမတီးစ်ကွညာကလည်းရရင်ရတဲ့နေရာကနေကျွန်တော်တက်တော့အတကုံကန်နေသူရပြီဆိုတော့ねသူကလည်းဂိုးသွင်းဖို့ပဲအဝေးကနေပဲကျွန်တော်လှန့်လန့်ကန်တာလူတွေဘာတွေပြီးဖို့ကျွန်တော်မရှိဘူးနော်အခွင့်ရေးတွေပါလေဖန်တီးဖို့ကျွန်တော်မကြိုးပမ်းဘူးလုံးဝသူကရန်ရရင်ရတယ်လို့ဒရဇက်ကန်နေတာဗင်ဂျမင်ရှက်ကိုကိုကုညာဖန်တီးပေးတယ်ဆိုတဲ့အလုံးကဘယ်နေရာကိုသွားရှာလို့ရှာမှမသိတော့အောင်ထီကိုဖြင်းခဲ့တာတိုက်စစ်ပိုင်းမှာနော်အန်ဘူမူကတော့သူ့အတူဖြတ်ဖြတ်ဖြတ်တင်ဘော်ဒီပေးတယ်ဖန်တီးမှုတွေကျွန်တော်လုပ်တယ်သူကိုရန်တော့မှဒီနေ့ပွဲတင်မှာကန်ချက်လုံးဝမရခဲ့ဘူးလို့တော့ကျွန်တော်ထင်တယ် ဝင်လင်မှာဆိုလို့ရှိရင်လည်း Panelis ကလည်းလိုအပ်နေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာ Penalty ကကျွန်တော်ပြီးရတော့ Penalty ကရတာကကျွန်တော်လွဲသေးတယ်ဗျာနော် Penalty ရတာလွဲတဲ့အပြင်ကို Ugarte ကလည်းဘောလုံးကမကန်တက်ဘူးနော် Kobe Mainu ကလည်းကျွန်တော်ဟိုဘာလို့ပြောလွတ်ထွက်လာတဲ့ဘောလုံးကနေစင်တန်ပြန်ကနေကျွန်တော်ကပြီးရသေးရဲ့ဂူကအဲ့ဒါကလည်းကျွန်တော်ဂူသမားဖြစ်တဲ့ဘိုင်းနာကလည်းအလေတက်တဲ့ကန်တာကိုကျွန်တော်ဂူကပြီးရတယ်ကျွန်တော်ဘလူသွားပြီးတော့ဘလူသွားပြီးတော့ကျွန်တော်တို့ဘောနော်အနိုင်ရအောင်ကျွန်တော်တို့လုံနိုင်တော့မလဲကစားမားတွေစီကအဲ့လိုမျိုးမလူအပ်တဲ့အားနေချက်အမှားတွေအပြင်ကို နော်မလိုအပ်တဲ့အားနည်းချက်တွေကျွန်တော်တို့ဒါအမှားတွေအပြင်ကိုကျွန်တော်တို့ထပ်ပြီးတော့ဖြစ်နေတာတွေကဘယ်လိုပြောရမလဲဒီနိပြရဲ့နိပြရဲ့အနေထားဘက်ကပါနိပြကိုယ်တိုင်ကပါအပြောင်းလဲကျွန်တော်တို့လုံနိုင်စွမ်းမရှိဘူးဆိုတော့တော်တော်လေးကိုတိုင်ပတ်ပါတယ်တော်တော်လေးတိုင်ပတ်တယ်ဆိုတော့ဒါကြောင့်အိုအင်တာနက်ရှင်နယ်ဘရိတ်ဒီဘာတွေပေါ့နော်နားတဲ့အထိကျွန်တော်တို့ကအတင်းဘက်ကအပြောင်းလဲတွေလုပ်မယ်ဆိုရင်စောင့်စရာလိုတယ်လို့မထင်ဘူး။ဘာလို့လဲဆိုတော့ဒီများအတင်းတွေလိုမျိုးကျွန်တော်တို့ကကိုင်းဘာလဲဒီ mid week ဒီဘာတွေမှာကျွန်တော်ကစားနေစရာကျွန်တော်မလိုဘူး။ ကျွန်တော်ကတပတ်မှတပွဲပဲကစားရတာ။နီးပြအစ်တတယောက်ဆောဆောရောက်လာလေ။ဆောဆောကျွန်တော်ပြင်ဖို့ဆင်ဖို့အချိန်ရလေပဲ။နော် International Break နှစ်ပတ်နားတဲ့အချိန်ဒီကျွန်တော်စောင့်နေလို့ကျွန်တော်မရဘူး။ဒါတော့ဘာလို့လဲဆိုတော့ကျွန်တော်စောင့်နေရင်တပတ်ဆိုသလိုတပတ်ဆိုရင်တပတ်နှစ်ပတ်ဆိုရင်နှစ်ပတ် United မှာတအားတိတာတာတိုင်ပတ်တာကအခုဆိုလို့ရှိရင် West Ham တို့ဘာလို့မှာဗျာ။နီးပြတွေဘာတွေသူတို့အပြောင်းလဲလုပ်လိုက်ပြီ။နော်နီးပြတွေဘာတွေကျွန်တော်အပြောင်းလဲလုပ်လိုက်ပြီ။ဆိုတော့ Graham Potter ကိုကျွန်တော်တို့ချက်ချင်းခန့်လိုက်ပြီ။ Nottingham Forest တို့ဘာတို့ဒီမှာနီးပြတွေဘာတွေကျွန်တော်အပြောင်းလဲလုပ်လိုက်ပြီ။ ဘလို့ကြောင့်ပဲအပြောင်းလဲလုပ်လို့ပေါ့နော်ဒီများတွေမှာလှုပ်ရဲကန်ရဲတဲ့စိတ်ကျွန်တော်ရှိတယ်။နော်ကျွန်တော်တို့ဒီလီဗာကူဇင်တို့ပါလို့ဆိုလို့ရှိရင်နှစ်ပွဲပဲအဲရစ်တန်ဟာကန်ရတဲ့လေချက်ချင်းကျွန်တော်ထုတ်ပြတယ်။ပြောပြချင်တာကသူ့ဟာနဲ့သူနီးပြတယောက်ကပေါ့နော်ဒီအသင်းကိုအချင်းကြီးကောင်းအောင်လို့ပြောင်းလဲနိုင်စွမ်းမရှိဘူးဆိုရင်နိပြတွေကိုကျွန်တော်ပြောင်းလဲရမှာဒီဒါတဘာဝပဲအာနိပြပြောင်းနိုင်အဖြစ်မဟုတ်ဘူးဆိုပြီးတော့အရာကြီးကိုလက်ဆွဲကင်ပြီးတော့အစင်မပြေတဲ့နိပြကြီးကိုဆက်ထားခြင်းလို့ကျွန်တော်မရဘူး ကစားမားတွေမှာအားနည်းချက်တွေရှိတာမှန်တယ်ဒါပေမဲ့အဲ့ဒီကစားမားတွေကို out of position တွေဖြစ်အောင်သုံးကစားမားတွေကသူတို့ position ဖြစ်သူတို့ကိုမသုံးမသွားရဘဲနဲ့ဒီတိုင်းကြီးပဲတိုင်ပတ်တဲ့နေထိုင်မှုတွေပဲကျွန်တော်ဆက်သွားနေရတာဘယ်လို့မှအဆင်မပြေဘူးဘယ်လို့မှအဆင်မပြေဘူးဒါကြောင့်ကစားမားတွေအတွက်ပေါ့နော်အလဲမကောင်းဘူး Bruno Fernandes လိုမျိုး Premier League ရဲ့အကောင်းဆုံး creator တွေကတယောက်ကကျွန်တော်ခန်းစစ် deep ဆိုမှကျွန်တော်ကစားနေရတယ်ဗျာကွင်းလေ deep ဆိုမှဘယ်လို့မှအလုံးမဖြစ်ဘူးတခါတလေ Ugarte ကတိုက်စစ်လိုက်နေရပြီးတော့ Bruno ကကျွန်တော်ကြံခဲ့ရတယ်တို့ဘာလို့ဘာမှ အဆင်မပြေဘူးအလုံးမဖြစ်ဘူးဘလို့မှအချိန်ကြီးမကောင်းဘူးနီးပြကကစားမားတွေကိုတုံးနေတာကနီးလည်းမမှန်ဘူးဗျာတိလားအဲ့တော့ဒီသူအသင်းစီမှာရှိတဲ့ကစားမားတွေရဲ့အည်သွေးတွေကိုအကောင်းဆုံးထုတ်မတုံးနိုင်ဘူးဆိုရင်ဒီအသင်းဟာကောင်းလာဖို့ကအချိန်ကြီးနည်းပါတယ်ကောင်းလာဖို့ကကျွန်တော်အချိန်ကြီးနည်းပါတယ်ဒါကြောင့် MODN ရဲ့အသင်းကတော့မှန်းလည်းပြောရရင်ကျွန်တော်ရှေ့ဆက်ပြီးတော့ကောင်းဖို့မရှိဘူးရှေ့ဆက်ပြီးတော့ကျွန်တော်ကောင်းဖို့မရှိဘူးအခုဆိုလို့ချင်းကျွန်တော်တို့က၃ပွဲကျွန်တော်ရှုံးပြီးသွားပြီ၆ပွဲပဲကြံရသေးတယ် 6ဘွဲပဲကန်သေးတယ်ကျွန်တော်3ဘွဲရှုံးနေပြီးသွားပြီဒါဘလို့မှလက်ခံတဲ့အနေအထားမျိုးကျွန်တော်ဟုတ်မနေဘူးဟုတ်မနေဘူးဒါကြောင့် United အနေနဲ့ပျော်ရလေးကိုကျွန်တော်တိုင်ပတ်တယ်ဆိုတော့ရှုံးဘွဲတွေကလည်းအန်မိုရင်လက်အောက်မှာတောက်လျှောက်ကြုံနေရတာတွေကအထူးဆန်းကျွန်တော်မဟုတ်တော့ဘူးပေါ့ Sergeant Radcliffe တို့အနေနဲ့သုံးဖြတ်ချက်တွေကျွန်တော်ဒါမြင်မြင်ဆန်းဆန်းကျွန်တော်ချမှတ်ရမယ်တည်တည်ချာချာဆိုသူတို့သူတို့ဒီအနေနဲ့ပေါ့နော်အာမှန်မှန်ကန်ကန်လုံမရမယ်စာချင်းတို့ပါလို့ United ကိုရောက်ကြတဲ့ကဆုံးပြည့်ချက်ကျွန်တော်တကယ်တကယ် main ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ရှိရင် မှန်ကန်နေဆိုတာမျိုးကျွန်တော်တို့ဘာမှတွေ့မထားသေးဘူးဘာမှကျွန်တော်တို့တွေ့မထားသေးဘူးဆိုတော့ brand force ဆိုလို့ရှိရင်ပြကျွန်တော်တို့ brand force ကိုင်းမှာတော့ united ကအမြဲတမ်းယုံကန်တယ်အမြဲတမ်းကျွန်တော်ယုံကန်တယ်ဒါပေမဲ့လို့ပေါ့နော်ဒါဒီအကြောင်းပြချက်မဟုတ်ဘူးအကြောင်းပြချက်ဒီ brand force မှာကကစားမားတွေရောနီးပြကိုပြောင်းလဲထားတာတော့မှကိုအသင်းရဲ့ကစားမားတွေနဲ့နီးပြတွေကိုကျွန်တော်တို့ကလုံးဝ out play လုပ်နိုင်စွမ်းရှိခဲ့တယ်ဗျာဒါဒီဘလို့မှအခြေအနေမကောင်းခဲ့တာပဲနော်ဆိုတော့ MOD မှာကဒီအနေထားနဲ့ပတ်သက်လို့တောင်းယူရမယ့်အရာတွေကျွန်တော်မကင်းပါဘူးဆိုတော့ကျွန်တော်ကိုစိတ်ပြည့်စရာပါ International Break မတိုင်ခင်မှာကျွန်တော်တို့ Sunderland နဲ့တော်ထပ်ပြီးတော့ကစားရအောင်မယ် United အတွက်ကျွန်တော်ကတော့ဒီလိုခြေစွမ်းဒီလိုပုံစံနဲ့ဆိုဘာမျှော်လင့်ချက်မှရှိတယ်လို့ကျွန်တော်မထင်ဘူးနိုင်ပွဲရခဲ့တဲ့ပွဲဒီမှာတော့မှကျင်းနဲ့အားရစရာဘာမှကျွန်တော်တို့ကောင်းကောင်းမရှိခဲ့ဘူးဒါကြောင့်ဒီပွဲမှာလည်း United အနေနဲ့ဒါတာမန်ပဲရှုံးနေဆိုတာတာမန်ပဲဆရာသမားเนาะနိုင်ရင်သာထူးဆန်းဒီမှာရှုံးနေဆိုတာတာမန်ပဲဆိုတော့ MOD ရဲ့အနာဂတ်ကြီးကလုံးဝကိုပြောစရာဖြစ်လာပြီညီကလေးရောဘယ်လိုမြင်ကြလဲအစွန်းကြီးကြပါအားလုံးကိုချစ်သူများကြီးတွေပါတယ်